ျွန်တော်ကလွန်ခဲ့တဲ့15နှစ်လောက်ကငွေကြေးနဲ့ဗန်ဒာရေးလောကကိုစိတ်ဝင်စားပြီးနှစ်နှစ်ကာကလေ့လာခဲ့တယ်။ကိုယ့်ဟာကိုယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်။ကိုယ်ပိုင်လုပ်ငန်းတစ်ခုစပြီးတည်ထောင်တယ်။ရောင်းချတယ်။ငွေကြေးကြံပြီးတယောက်အနေနဲ့လည်းအလုပ်လုပ်ခဲ့တယ်။ဒီအတွေ့အကြုံအားလုံးကနေသင်ယူလိုက်ရတဲ့ဘဝပြောင်းလဲစေတဲ့အတတ်ပညာတစ်ခုကတော့ကိုယ့်ရဲ့ငွေကြေးကိုဘယ်လိုစီမံမလဲဆိုတာနဲ့သင်ရဲ့အနာဂတ်ငွေကြေးအောင်မြင်မှုကိုအဆင်ပြေစေမယ့်ဒါမှမဟုတ်ပျက်စီးစေမယ့်အလေးထားတွေကိုဘယ်လိုမြင်နိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ ချမ်းသာကြွယ်ဝဖို့ရှောင်ကျင်သင့်တဲ့အမှားကြီးခုနှစ်ခုကိုမျှဝေပေးသွားမှာပါပထမအဦးဆုံးရှောင်ကျင်သင့်တဲ့အမှားကတော့ drawing in the round advice အချိန်မတိုင်မီမှားယွင်းတဲ့အကြံဉာဏ်တွေကိုနားယောင်မိတာပါပဲအထူးသဖြင့်သင်ရဲ့အတက်မွေးကြောင်းအလုပ်ကိုစတင်မယ့်အချိန်မှာပေါ့ဒီခေတ်ကြီးမှာဆိုရင်လူတိုင်းကအရာရာအပေါ်ကိုယ့်အမြင်နဲ့ကိုရှိနေကြတယ်။ခေါင်းစဉ်တစ်ခုတည်းကိုအခြေခံပြီးထင်ရမြင်ရတွေပြောနေကြတဲ့မှားယွင်းတဲ့သတင်းတွေရဲ့ခက်မှာကျွန်တော်နေထိုင်နေကြတာပါ။ တကယ်လို့တင့်ရဲ့အနာဂတ်ဒါမှမဟုတ်ဘဝအတွက်ဆုံးဖြတ်ချက်တစ်ခုခုချဖို့ကြိုးစားဖို့မယ်ဆိုရင်တင့်မိတ်ဆွေတွေမိသားစုဝင်တွေစီရနေစန့်ကျင်ဘက်အမြင်တွေအများကြီးကိုကြားနေရမှာပါ။ဘာလို့လဲဆိုတော့လူတိုင်းကစန့်ကျင်ဘက်အမြင်တွေကိုပိုင်ဆိုင်ထားကြလို့ပါပဲ။ကျွန်တော်ကောလိပ်တက်နေတော့ကမိသားစုကတော့ဘဏ်ဝင်တန်းတယောက်ဖြစ်စီခြင်းနဲ့မိတ်ဆွေတယောက်ကတော့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်စီခြင်းနဲ့နောက်မိတ်ဆွေတယောက်ကျတော့စပိုမှုတယောက်ဖြစ်စီခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်က Gordon Ramsay ရဲ့ YouTube show အဟောင်းတွေကိုမျက်နှာတဲ့အထိကြည့်နေကြမို့လို့သူကကျွန်တော်စပိုမူကောင်းတယောက်ဖြစ်မယ်လို့ထင်တာပေါ့ဒါပေမဲ့ပြဿနာကတင့်မှာအမြင်တွေအများကြီးရှိလာပြီးကိုယ့်ရဲ့အလိုလိုခံစားမှု intuition ကိုမယုံကြည်တော့တဲ့အခါဒါမှမဟုတ်ဘဝကိုရှေ့ဆက်နီးငွေဘလိုရှာနီးဆိုတဲ့ကိုယ်ပိုင် viewer မရှိတော့တဲ့အခါမှာဒီတန်နီးကတင့်ကိုစင်းရအောင်တော့လုပ်နိုင်ပါတယ်အဲ့ဒီစားကျွန်တော်လှုပ်ချင်တာကအနာဂတ်မှာကိုပါလှုပ်ချင်နေရဲဆိုတာကိုစိတ်ကူးမှန်းဆကြည့်ပြီး အဲ့ဒီပန်းနိုင်ကနေနောက်ပြန်ဆုတ်ခါအလုပ်လုပ်တာပါခီးတလျှောက်မှာကျွန်တော်လှုပ်ချင်တာကိုလက်တွေလှုပ်ပြီးသားအတွေ့အကြုံရှိသူတွေရဲ့အမြင်တွေကိုရှာဖွေပါတယ်တကယ်လို့တင့်မှာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုခုရှိမယ်ဆိုရင်ကိုဘာပြောနေမှန်းသိရသူရဲ့အမြင်ကိုနားထောင်ပြီးမတိပဲပြောနေသူတွေရဲ့အမြင်ကိုလက်လျူရှုထားတာပိုကောင်းပါတယ်ဒီနေရာမှာကျွန်တော်တို့ရှောင်ကျင်ချင်တာကဆုံးဖြတ်ချက်မချနိုင်တဲ့ဒွိယာဖြစ်တည်မှုပါပဲအန်သာဖို့အတွက်ဘာလို့တင့်နေဆိုတာနဲ့ပတ်သက်ပြီးခေါင်းထဲမှာအတန်မျိုးမျိုးကြားနေရတဲ့အခြေအနေမျိုးပေါ့ ဒုတိယအနေနဲ့တင့်ကိုချမ်းသာခြင်းရနေတားဆီးနေတဲ့အမားကတော့ pain for status ဂုံတိတ်ခါအတွက်ငွေကုန်ကြေးကြခံတာပါပဲ status ဂုံတိတ်ခါအစင်တန်းဆိုတဲ့ဟာလူအများစုကိုဆွဲလန်းစေတဲ့အရာတစ်ခုပါပဲတင့်ကိုဒေါ်လာတစ်သန်းနဲ့လူတစ်ယောက်လိုပုံပေါက်စေခြင်းသလားဒါမှမဟုတ်ဒေါ်လာတစ်သန်းရှိခြင်းလားလူအများစုဟာသူတို့ချမ်းသာကြွယ်ဝမှုကိုပြဖို့အတွက်အပြင်ဘက်ကလူတွေကိုသူတို့အောင်မြင်နေရဲလို့မြင်စေဖို့အတွက်ပစ္စည်းတွေဝယ်ခြင်းကြတယ်ဥပမာဒီဇိုင်နာဝတ်စားတွေအိတ်တွေ Rolex နားရီတွေလူအများစုအားဒီပစ္စည်းတွေကို status advert နဲ့ဝယ်ကြတာပါတကယ်တမ်းမှာ Rolex နားရီရဲ့အတွင်းကြကြအလုပ်လုပ်ပုံနားလေသဘောကျတဲ့နားရီအရန်ကြိုက်သူတွေလည်းရှိမှာပါပဲဒါပေမဲ့ကျွန်တော်ပြောချင်တာကဒါအတမမဟုတ်ပဲအ ਨੇ စုသာဖြစ်ပြီးတော့အများစုကတော့ Rolex ဝယ်စင်သူတွေဟာလူမြင်ကွင်းမှာမြင်စေချင်လို့ပဲဝယ်ကြတာဖြစ်ပါတယ်ဒီမှာရှိတဲ့တကယ်ငွေကြီးထောင်ယောက်ကဒီပစ္စည်းကိုဝယ်ရတာစိတ်ကြီးရပါပဲဒီနေ့အတွင်းမှာတင်ဟာ နေ့စဉ်ငွေကြီးနဲ့ဆက်ဆက်တဲ့ဆုံးဖြတ်ချက်၃ခုကနေ၄ခုထိချမှတ်နေရလို့စိတ်ကူးကြည့်ပါဒါဆိုရင်တစ်နှစ်အတွင်းဆုံးဖြတ်ချက်ပေါင်း၁၀၀၀ကျော်လောက်ရှိလာမှာပါတကယ်လို့တင်ကငွေကြီးဆိုင်ရာဆုံးဖြတ်ချက်996ခုကိုမှန်မှန်ကန်ကန်လုံနိုင်ခဲ့ရင်တော့အကုန်ကြများပြီဂုံတိတ်ခါအတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆုံးဖြတ်ချက်တစ်ခုချမိလိုက်မယ်ဆိုရင်တစ်နှစ်လုံးစူးစမ်းပြီးတိစောက်ခဲ့ငွေကြီးချေနေအားလုံးချိန်ဆက်တိုးတက်မှုမရှိအောင်နောက်ဆုတ်ပြန်သွားစေနိုင်ပါတယ်တင်တစ်နှစ်လုံးမှာတစ်လောက်ဒေါ်လာ100စီစုဆောင်ထားရဆိုပါစို့ ဒါပေမဲ့ဒီဇင်ဘာလရောက်တဲ့အခါမှာဒေါ်လာ3000ကျော်တန်းလူ ਈ ဖီဒွန်လက်ခံရင်နှလုံးကိုဝယ်လိုက်တယ်ဆိုရင်တွားတာပါပဲဒီလိုအခြားသူတွေကိုပြသဖို့ဝယ်ယူတဲ့ပစ္စည်းတွေနဲ့ပတ်သက်ရင်ဒီပစ္စည်းကတင့်အတွက်တကယ်ယူရတဲ့အတုံးဝင်မှုအပြည့်အဝရလာမှာလားဆိုတာကိုကိုအကြိမ်ကြိမ်မေးခွန်းထုတ်ဖို့လိုပါတယ်တကယ်လို့ဒါကြောင့်တင့်ကိုယုံကြည်မှုတိုးစေတယ်ပိုးပျော်ရွှင်စေတယ်ဒါမှမဟုတ်ယာရုတိုးတာလိုမျိုးအောင်မြင်မှုတစ်ခုခုကိုချီးကျူးဖို့လိုတယ်ဆိုရင်ဟုတ်ပါတယ်ဝယ်လိုက်ပါ ဒါပေမဲ့ပတ်စံပိုရှိလာတိုင်းကြွားဝါတတ်တဲ့အလေးထားတစ်ခုတော့မဖြစ်အောင်လို့ရှောင်ပါကျွန်တော်ဆိုရင်ကံကောင်းလို့ပတ်စံထက်ရတာတို့ယာရုတိုးလို့လာတာတိုးတာတို့ဘောနပ်ရတာတို့အခွန်ပြန်ငွေရတာတို့ဆိုရင်ပထမအဆုံးအနေနဲ့စဉ်းစားမိတာဒီပိုဝင်ငွေကိုရင်းနှီးမြှုပ်နှံမှုအတွက်ဘလို့အကောင်းဆုံးခွဲဝေသုံးလဲဆိုတာပါပဲပြီးမှသာကြံတဲ့ငွေတွေကဒစိတ်တစ်ပိုင်းကိုပျော်စရာသုံးဖို့အတွက်ခြံထားတတ်ပါတယ်ဒီနေ့ပြောမယ်တတိယအမှားကတော့ Danning Crew က effect ရဲ့တားကောင်ဖြစ်နေရပါပဲ Danning Crew ကအဖတ်ဆိုတာညံညံသွေးဆိုင်ဟာဗတ်လိုက်မှုတစ်မျိုးဖြစ်ပြီးတော့ကိစ္စတစ်စုံတရာမှာအရေးချင်းနှိမ်ပါသူတွေဟာသူတို့ရဲ့ကျွမ်းကျင်မှုနဲ့စွမ်းရည်ကိုပို့ပြီးတော့မြင့်တင်တတ်တယ်ဆိုတဲ့သဘောပါပဲ။ဒါကသူတို့မသိတာတွေကိုမသိသေးဘူးဆိုတာကိုယ်တိုင်ကမသိလို့ဖြစ်ပြီးတော့သူတို့ရဲ့စွမ်းရည်တွေကိုတိကျစွာတိုင်းတာနည်းတွေကိုလည်းမသိရလို့ပါပဲ။မကြာခဏဆိုသူတို့ Danning Crew ကအဖတ်ရဲ့တားကောင်းနေရာသူတို့ရဲ့ခြုံရင်းချက်တွေအတွက်တခြားသူတွေကိုအပြစ်တင်တတ်ကြပါတယ်။ဒီတက်ရောက်မှုရဲ့ရေစရာကောင်းတဲ့အချက်ကဒါကိုကြော်လွားဖို့အလွန်ခက်ခဲတာပါပဲ။ ဘာလို့လဲဆိုတော့တစုံတစ်ယောက်ကတခုခုမှအရေးချင်းမရှိဘူးဆိုရင်တို့ဟာတို့ကိုယ်တိုင်အဲ့ဒီအရာဘယ်လောက်ဆူဆူရွားညံပြင်းနေမှန်းကိုနားလည်နိုင်တာမရှိတော့လို့ပါပဲဒါဟုလက်တွေ့ဘဝမှာအများတန်းလူလူတွေ့မြင်နေရပါတယ်လူတွေကတို့ဟာနောက် Warren Buffett တယောက်ဖြစ်တော့မယ်လို့ထင်တတ်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ day trading လုပ်ပြီးတော့ပတ်စံအနှဲငယ်ရလာလို့ပဲဖြစ်ဖြစ်တခါတည်းမှာအင်ချမ်းမြေအယောင်းဝယ်တစ်ခုကနေပတ်စံအနှဲငယ်ရလာပြီဆိုတာ ਨੇ ဒီနှစ်ခုလုံးမှာပဲသူတို့ဟာအရန်ကျွမ်းကျင်သွားပြီလို့ထင်နေကြပါတယ်ဗီဒီယိုဂိမ်းဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော် League of Legends ဆိုတဲ့အသင်းနဲ့ကစားရတဲ့ဂိမ်းကိုကစားမှုပါတယ်ကျွန်တော်ကဒီဂိမ်းကိုတော်တော်လေးကျွမ်းကျင်ပါတယ်ကျွန်တော်အကောင့်တွေဖွင့်ပြီးတော့ skill နဲ့ကစားသမားတွေနဲ့ကစားတဲ့အခါတိုင်းဂိမ်းတွေကချက်ထဲမှာအပြစ်တင်ရှုံချတဲ့ဇာတ်တွေပြည့်နေနေတတ်ပါတယ်ကျွမ်းကျင်မှုနဲ့ကစားသမားတွေဟာသူတို့ရဲ့စွမ်းရည်ကိုပို့ပြီးတော့မြင့်တင် ပြောဆိုတတ်ကြပြီးတော့အရာရာသူတို့စိတ်ကြိုက်မှဖြစ်တဲ့အခါ သူတို့ရဲ့အသင်းပေါ်တွေကိုအပြစ်တင်လိုက်ကြပါတယ်။ဒါကြောင့်ဂိမ်းကစားရတဲ့ပတ်ဝန်းကျင်ကိုအလွန်ဆိုးရွားစေပါတယ်။ဒါကို League of Legends ရဲ့အဆင့်အမြင့်ကစားသမားတွေရဲ့အဆင့်နဲ့ရှင်ကြည့်ပါ။ကျွန်တော်ကစားပြတဲ့အခါလူတွေကချက်တောင်မှမပြောကြတော့သူတို့ကဂိမ်းမီပုံမတ်ပေါ်မှာပင်နေကြီးပဲချပြီးတော့ချက်ကတော့တိတ်ဆိတ်နေတတ်ပါတယ်။တင်ပိုပြီးဒေါ်လာလေးလေးစကားပြောဖို့လိုအပ်ချက်နည်းလာလေးပါပဲ။သူများတွေရဲ့အမားတွေအတွက်လည်းအပြစ်တင်စရာမလိုတော့ဘူးပေါ့။စိတ်ဝင်စားစရာကောင်းတာကတတိမထားမိရင်ဘာသူမဆို။ Danning Crew ကအဖက်ရဲ့တားကောင်ဖြစ်နိုင်ပါတယ်။ဒီတက်ရောက်မှုကိုရှောင်ရှားနိုင်မှုအတွက်ပထမဦးဆုံးလက်ခံရမှာဒါဘာသူ့ဘုံမဆိုတက်ရောက်နိုင်နေဆိုတာပါပဲ။တင်းကညံမကောင်းလို့မဆိုလို့ပါဘူး။တင်းမှာလိုအပ်တဲ့ကျွမ်းကျင်မှုနဲ့အတွေ့အကြုံလိုအပ်နေသေးတယ်ဆိုတာကိုပြောတာပါ။အခုတင်းဒါကိုလက်ခံလိုက်ပြီဆိုရင်တင်းအောင်မြင်မှုမရရှိခြင်းရဲ့အကြောင်းရင်းကိုတခြားသူတွေစီလက်ညှိုးထိုးပြီးအပြစ်မတင်တော့ဘူးဆိုရင်အဲ့ဒီမှာတင်းဟာဒီနေရာကနေထွက်လာခဲ့ပြီးအောင်မြင်မှုရရှိအောင်လုပ်တော့မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါကနားလည်ရခက်တဲ့ဥပမာတစ်ခုဆိုတာသိပါတယ်။ဒါပေမဲ့ Dunning Crew ကအဖက်ကလက်တွေမှာဘလို့အလုပ်လုပ်လဲဆိုတာကိုဒီ graph ပုံလေးကိုကြည့်လိုက်ရအောင်။တင်ဝါသနာတစ်ခုခုကိုစားလုံးမယ်ဆိုပါတော့။ဥပမာ stock share ရောင်းဝယ်ဖောက်ကားတာကိုစားလုပ်တယ်ဆိုရင်အစပိုင်းမှာတင်ရဲ့ယုံကြည်မှု confidence အလွန်မြင့်တက်သွားပါလိမ့်မယ်။အထူးသဖြင့်နည်းနည်းလေးအသိပညာရလာတဲ့အခါမှာပေါ့။ကိုကိုစဉ်းစားကြည့်ပါ။ကံကောင်းပြီးရောင်းဝယ်ဖောက်ကားမှုအနည်းငယ်အောင်မြင်သွားတယ်ပေါ့။ တင်ကဒါကပြောစရာကောင်းတဲ့ဂိမ်းပဲငါအကုန်သိနေပြီလို့ထင်ကောင်းထင်မိမယ်ဒါကငါအကုန်သိရဆိုတဲ့အဆင့်ပါပဲဒါမဲ့တင်ဆက်ပြီးတော့လုပ်တယ်လာပေါင်းများစွာဆက်ရောင်းဝယ်နေရထားပါတော့ဘာဖြစ်သွားလဲဆိုတော့တင်ရခဲ့တဲ့အားလုံးသောအကျိုးအမြတ်တွေကိုပြန်ဆုံးရှုံးသွားတယ်မကောင်းတဲ့ဘက်ကောင်မှရောက်သွားနိုင်တယ်အတွေ့အကြုံတွေရလာမှသာလျှင်တင်မထင်ထားတဲ့ပုံမနှက်ဆိုင်တဲ့ဂိမ်းစည်းမျဉ်းတွေရှိသေးတယ်ဆိုတာကိုတင်နားလည်လာရပါတယ်အခုဆိုရင်တင်ဟာငါသားကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးဆိုတဲ့အဆင့်ကိုရောက်နေပါပြီ ဒါကိုလူတွေကစိတ်သက်ကြခြင်းတောင်ရားလို့ခေါ်ကြတယ်။ဒါပေမဲ့တင်အားလာပေါင်းများစွာနှစ်ချီပြီးရုန်းကန်ရမယ်။ဒီတောင်ရားကိုဖျက်ကျော်လာနိုင်မယ်ဆိုရင်တော့အရာရာတွေစတင်ပြီးအတိတ်ပဲရှိလာတဲ့အဆင့်ကိုရောက်ရှိသွားနိုင်ပါတယ်။ဒီလိုနဲ့နှစ်အနည်းငယ်နိုင်ပေါင်း6000ကနေ1000လောက်ကိုအဲ့ဒီအလုပ်ကိုပဲဇွဲနှဘဲနဲ့လှုပ်လာတဲ့အခါမှာတင်ဟာအခုဆိုရင်ဒီအရာမှာကျွမ်းကျင်သူတယောက်ဖြစ်နေပြီဆိုတာကိုသိလာရပါတယ်။တင်မှာအဆင့်မြင့်ကျွမ်းကျင်မှုတွေရှိနေပါပြီ။ဒါပေမဲ့ဒီနေရာကိုရောက်ဖို့ဆိုတာ ခကြီးတခုလုံးဖြတ်သန်းလာရတာပါအခုဆိုရင်စလောက်တော့မှတင်ဘလောင်များ မသိမြင်ခဲ့လဲဆိုတာကိုနားလည်လာရတာပါဒီချက်အားလုံးရဲ့ရည်ရွယ်ချက်ကတော့တင်မတိသေးတာကိုတင်မတိသေးဘူးဆိုတဲ့အချက်ကိုမတိသေးခင်အထိဘယ်တော့မှမတိနိုင်ဘူးဆိုတာကိုပြောပြချင်တာပါပဲ Yanning crew ကအဖက်ကိုနားလည်ထားခြင်းဟာတင်ဘဲချိန်မှာကိုစွမ်းရင်ကိုယုံကြည်ရမယ်ဘဲချိန်မှာတင့်ကိုပို့ပြီးတော့တင့်တော်ကိုင်ရဲ့နီးလန်းနဲ့မြင်နိုင်တဲ့သူတွေစီကအကြံဉာဏ်တောင်းခံရမယ်ဆိုတာကိုဆုံးဖြတ်ရမှာကူညီပေးနိုင်ပါတယ် ဒီချက်ကတကယ်တော့တင့်ကိုချမ်းသာစေနိုင်ပါတယ်။ဒါကတင့်မတည်သေးတဲ့အရာတွေကိုအမြဲတမ်းမေးခွန်းထုတ်နေတတ်တဲ့အတတ်ပညာတစ်ခုပါပဲ။နောက်ထပ်အမားတစ်ခုကိုမပြောခင်အခုလိုတန်ဖိုးရှိတဲ့ဘူးတုဒ္ဒတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Many Power Channel လေးကိုလည်း Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဒါဆိုရင်ဆက်ပြောလိုက်ရအောင်။စတုထားမြောက်အမားကတော့ Short term thinking versus long term thinking ရေရှည်အတွေးအမြင်ထက်ရေတိုအတွေးအမြင်နဲ့ပဲကြည့်တတ်တာပါပဲ။လူတွေကိုချမ်းသာခြင်းကနေတားဆီးနေတဲ့အမားတွေတွေကတခုကတော့ ရည်ရှိချမ်းသာမှုထက်ရည်တို့အကျိုးအမြတ်တွေကိုဦးစားပေးတတ်တာပါပဲကျွန်တော်သိသူတွေကအချမ်းသာဆုံးလူတွေဟာရည်ရှိဂိမ်းကိုကစားကြတယ်သူတို့ဟာချက်ချင်းပြန်ပြီးတော့အကျိုးအမြတ်မရနိုင်ပေမဲ့အချိန်ကြာလာနဲ့အမျှတိုးဝါလာမဲ့နီးပြူဟာကြရဲဆုံးဖြတ်ချက်တွေကိုချမှတ်ကြတယ်ကောလိပ်ကျောင်းကထွက်ထွက်ချင်းလစာမြင့်မြင့်ရတဲ့အလုပ်တစ်ခုရရဲဆိုပါစို့ဒါပေမဲ့အဲ့ဒီလောက်ကတင့်အောင်ဘာမှတင်ပေးမှုမရှိဘူးတင်ရနေတိုင်းအလုပ်ကိုလာနေပေမဲ့အားရပါးရမလုပ်ဘဲနေရဆိုပါစို့ အရင်တော့ကကျွန်တော်နီးပညာကုမ္ပဏီတခုမှာအလုပ်လုပ်ခဲ့စဉ်တော့ကပတ်ဝန်းကျင်မှာဒီလိုမျိုးတေးချာအလုပ်မလုပ်ပဲနေရတဲ့သူတွေကိုအများကြီးတွေ့ဘူးလေလူတွေကလာတာကောင်းကောင်းရကြပြီတနေ့ကိုနှစ်နာရီလောက်ပဲအလုပ်လုပ်ကြတယ်သူတို့အများစုက Facebook တောင်းနေကြတယ်ဒါမှမဟုတ်ခံစားပြီးရင်ညာဘက်အောက်ခြေမှာရုပ်ရှင်ဖွင့်ပြီးတော့အလုပ်လုပ်နေရဆိုတဲ့ဟန်နဲ့နေကြတယ်တစ်ချိန်တုန်းကတော့ဒါသူတို့အတွက်ကောင်းပါတယ်သူတို့ကဝင်ဝင်ကောင်းကောင်းရနေကြပြီတနေ့တားရဲ့အချိန်အများစုမှာအေးအေးဆေးဆေးနေနေကြတယ် တချို့တွေအတွက်ဆိုရင်ဒါလုံလောက်ကောင်းလုံလောက်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တွေ့ဘူးတဲ့ကိုကိုကိုအားကိုးပြီးတော့တန်းကျွယ်တဲ့ထေဖြစ်လာသူတွေတန်းကနန်းချီပိုင်းဆိုင်သူတွေဒါမှမဟုတ်တန်းပေါင်းများစွာပိုင်းဆိုင်ထားသူတွေဆိုရင်သူတို့ဟာလစာအများဆုံးအလုပ်ကိုမရွေးကြဘူး။သူတို့အများဆုံးတင်ပေးနိုင်မယ့်အလုပ်ကိုသာရွေးချယ်ကြတယ်။အစာပိုင်းမှာတော့သူတို့ဟာငွေကြီးအခက်ခဲနဲ့တကယ်ကိုရုန်းကန်ခဲ့ရတယ်။ဒါပေမဲ့အချိန်ကုန်လာတဲ့အမြ ဆက်ပြီးတော့တင်ယူနေတဲ့အတွက်နောက်ဆုံးမှာတော့သူတို့ရဲ့ဝင်ငွေဟာအရင်ကတည်းကအများကြီးပုံမြင့်လာရဲဆိုတာကိုနားလည်လာကြတယ်။သူတို့ဟာရေရှည်ဂိမ်းကိုကစားကြတယ်။ဆိုလိုတာကလာမယ့်9နှစ်10နှစ်စသဖြင့်ကာလအတွင်းမှာသူတို့ရဲ့ဝင်ငွေရနိုင်စွမ်းကိုမြင့်တင်ပေးနိုင်မယ့်ဆုံးဖြတ်ချက်တွေကိုချမှတ်ကြတယ်။ချက်ချင်းလားစာကောင်းကောင်းရနိုင်မယ့်တင်ယူမှုနည်းတဲ့အလုပ်တွေကိုလက်မခံကြဘူး။ Warren Buffett ကအကောင်းဆုံးနည်းနဲ့ပြောခဲ့တယ်။ချမ်းသာခြင်းဆိုတာတီးခတ်နိုင်စွမ်းမရှိတဲ့သူတွေစီကတီးခတ်နိုင်သူတွေစီကိုငွေကြီးလွှဲပြောင်းပေးခြင်းပဲဖြစ်တယ် တကယ်လို့ချမ်းသာခြင်းလဲဆိုရင်ရက်တွေနဲ့မတွက်ပါနဲ့ဆယ်စုနှစ်တွေနဲ့တွေးတော့ဆင်ခြင်ပါတဲ့တင့်ရဲ့ဆုံးဖြတ်ချက်တွေကိုရေရှည်အချိန်ကာလအတွက်ချမှတ်တဲ့အခါမှာတင့်ကိုအမြင့်ဆုံးအကျိုးအမြတ်ပြန်ပေးနိုင်မယ့်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုရေဝူရာအားဖြင့်တင်ချမှတ်နိုင်ပါပါချမ်းသာခြင်းကျင်းသေးရှောင်ကျင်တဲ့ပြင်စမများအမှားကတော့ buying too many liabilities ဝင်တော့ဝင်မှုတွေကိုအများကြီးဝယ်ယူမိတာပါပဲအကျော်အကြားဆုံးကိုပိုင်ငွေကြေးစီမံမှုစာအုပ်တွေရာတအုပ်ဖြစ်တဲ့ ရစ်တက်ပူဝါတက်ဆိုတာရှိပါတယ်။အဲ့ဒီစာအုပ်ထဲမှာစာရေးသူရဲ့စင်းရဲတဲ့ဖခင်အဖေအစ်စ်နဲ့သူ့အခင်မင်းဆုံးမိတ်ဆွေရဲ့ချမ်းသာတဲ့ဖခင်ချမ်းသာတဲ့အဖေတို့အကြောင်းပါရှိပါတယ်။စာအုပ်ထဲမှာဒီအဖေနှစ်ယောက်စီကငွေကြီးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအတူ í ခေါ်ရင်ဘလို့ပုံဖော်ခံယူထားရဆိုတာကိုအသေးစိတ်ရေးထားတယ်။စင်းရဲတဲ့အတူ í ခေါ်နဲ့ချမ်းသာတဲ့အတူ í ခေါ်ရဲ့ကြွားချချက်ကိုလည်းပြောပြထားတယ်။စာအုပ်ကတော်တော်ဖတ်ကောင်းပါတယ်။သူပြောတဲ့အရာအများစုကိုကျွန်တော်ကြိုက်နှစ်သက်ပါတယ်။ ချမ်းသာဖို့အတွက်ဝင်ဝင်မြင့်မြင့်ရဖို့လိုအပ်တယ်ဆိုရင် အယူအဆအမှားကိုစာအုပ်ကဖော်ထုတ်နိုင်တယ်လို့ထင်ပါတယ်။စာအုပ်ရဲ့အဓိကအချက်တွေထဲကတစ်ချက်ကတော့ချမ်းသာသူတွေက line abilities ဝင်တော့ဝင်မှုဝယ်ယူခြင်းတက်ပိုင်ဆိုင်မှု access တွေကိုပိုင်ဆိုင်မှုနှစ်သက်ကြရဲဆိုတာပါပဲ။ access ပိုင်ဆိုင်မှုတွေဆိုတာငွေသားစည်းစိမ်မှုကိုထောက်လုပ်ပေးတဲ့ဒါမှမဟုတ်တင်းအိတ်ကတ်ထဲကိုငွေထည့်ပေးတဲ့အရာတွေဖြစ်ပြီး liabilities ဝင်တော့ဝင်ဖို့ကတော့တင်းအိတ်ကတ်ထဲကနေငွေထုတ်ယူသွားတဲ့အရာတွေဖြစ်ကငွေသားစည်းစိမ်မှုအနှောက်အယှက်စီပြီး ငွေတိုးွားစီမဲ့အခွင့်အလမ်းတွေကိုလည်းမရရှိသေးပါဘူးအဖြစ်များတဲ့ line abilities တဲမှာကာအားလိုက်ရဲ့ခရီးတွေမကြာခဏဈေးဝယ်ထွန်းတာအပြင်စာအလွန်ကျွန်စားသုံးတာအသုံးမပြုတော့တဲ့ subscription တွေစတဲ့အရာတွေပါဝင်ပါတယ် robert key ကိုစာကြီးရဲ့စကားအရဆိုရင်စင်ရသားတယောက်ရဲ့ငွေကြီးစင်းရင်းစရာကိုတင်ကြည့်မယ်ဆိုရင်ဒါ line abilities နဲ့ပြည့်နှက်နေပြီ access လုံးဝမရှိဘူးဆိုတာကိုတွေ့ရမှာပါတဲ့တင်ကအခကြီးငွေကြီးကိုအဆက်မပြတ်ပေးနေရတယ် အချိန်ကြာလာနဲ့အမျှတန်ဖိုးကြဆင်းသွားမယ်ပျော်စရာအတွက်ဝယ်ထားတဲ့ကားတစီရှိနေဆိုရင်ဒါတကယ်တော့တင့်ကိုချမ်းသာကြွယ်ဝမှုဘာမှမဖြစ်စေတဲ့ငွေကြီးထောင်ချောင်လေးကိုကျွန်တော်တို့ကြားရောက်နေရပါပဲကျွန်တော်တို့ဝယ်ယူတင်တာကကျွန်တော်တို့အတွက်ဝင်ငွေထုတ်လုပ်ပေးနိုင်တဲ့အရာတွေပါဒါတွေက access ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်ဥပမာငှားရမ်းထားတဲ့အခြားနေအိမ်တွေလုပ်ငန်းတစ်ခုတိုးတက်လာမယ်စာအုပ်တွေအနုပညာလက်ရာတွေဒါမှမဟုတ် store share တွေနဲ့အခြားရင်းနှီးမြှုပ်နှံမှုတွေကနေရရှိနိုင်တဲ့ဝေစုတွေပါပဲ စာရေးသူရဲ့ငင်းခုန်စရာကောင်းတဲ့ဥပမာတစ်ခုအရဆိုရင်အိမ်နေရာလဲ access ပိုင်ဆိုင်မှုတွေမဟုတ်ဘူးလို့ဆိုပါတယ်အထူးသဖြင့်တင့်မှာအိမ်ချင်းွယ်ရှိနေရင်ပေါ့ဘာဖြစ်လို့လဲဆိုတော့အိမ်နေရာငွေသားစည်းစဲမှုအနှောက်ယောက်စရာအရာတွေဖြစ်နေလို့ပါအိမ်အတွက်ချင်းွေပြန်ဆက်ရမယ်အခွန်ဆောင်ရမယ်အာမခံကြီးတွေပေးရမယ်အိမ်တလုံးကိုအမျက်နဲ့ရောင်းလိုက်ရင်တော့အဲ့ဒါကို access ပိုင်ဆိုင်မှုအဖြစ်သတ်မှတ်နိုင်တယ်လို့သူကဆိုပါတယ်ဒါပေမဲ့အခြားအခြေအနေတွေမှာတော့အိမ်ကိုဝင်တော့ဝင်မို့ liability အဖြစ်နဲ့သူမြင်ပါတယ် ဒီနေရာမှာတော့သူ့အမြင်ကိုကျွန်တော်လုံးဝသဘောတူတယ်လို့မပြောနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့နေရာအများစုမှာအိမ်စည်းနှုံးနေရာအချိန်ကြာလာနဲ့မြင့်တက်လာလိရှိလို့ပါပဲ။ဒါကြောင့်ကျွန်တော်ကတော့အိမ်ကို access ပိုင်ဆိုင်မှုတစ်ခုလိုပဲမြင်မိပါတယ်။ဒါပေမဲ့သူပြောတဲ့အချက်ကိုတော့ကျွန်တော်ကြိုက်နေတတ်ပါတယ်။ဒါကတော့အိမ်ရဲ့တန်ဖိုးတက်မှုဟာငွေသားစည်းစိမ်မှုအနှုတ်ကိုမဖြည့်ဆည်းပေးနိုင်အောင်ဆိုရင်အိမ်ဟာ liability တစ်ခုဆိုတာတက်ပို့ပြီးတော့ဖြစ်လာနိုင်နေဆိုတာပါပဲ။တင့်ရဲ့အတိတ်ပဲဖွင့်ဆိုချက်အရာအိမ်ကို SS ပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲနိုင်တဲ့နောက်နီးတစ်ခုကတော့အိမ်ယုံငှားရမ်းတဲ့ပိုင်ဆိုင်မှုအဖြစ်ပြောင်းလဲလိုက်တာပါပဲဒါအတိတ်ပဲရှိပါတယ်ဘာလို့လဲဆိုတော့အဲ့အခါအိမ်ကဝင်ငွေ ထုတ်ပေးနေပြီးတန်မိုးလည်းတက်နေလို့ပါပဲဒါပေမဲ့ကျွန်တော်တို့အားလုံးမှာဒီလိုဇိမ်ခံပစ္စည်းတွေရှိနေကြရတော့မဟုတ်ပါဘူးဒီတော့ငွေကြေးထောင်ချောက်ရဲ့ရေဝူရအဖြစ်ကောက်ချက်ကတော့ဝင်ငွေယူလာပေးနိုင်တဲ့အရာတွေကိုဝယ်ယူပါဝင်ငွေကိုနှုတ်ယူသွားနိုင်တဲ့အရာတွေကိုမဝယ်ယူပါနဲ့ကျွန်တော်မြင်ရတဲ့စက်တမမြောင်အမားကတော့ reliant on single source of income ဝင်ငွေရရှိတဲ့လမ်းကြောင်းတစ်ခုတည်းကိုသာအားကိုးနေတာပါပဲအထူးသဖြင့်အလုပ်လုပ်တဲ့အချိန်နဲ့တွဲပြီးရရှိတဲ့ဝင်ငွေမျိုးဆိုရင်ပေါ့ပို့ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်ဒီချက်ကတစ်နှစ်ကိုဒေါ်လာ3သိန်းလောက်နဲ့အမြင့်ဆုံးကန့်သက်ထားတဲ့အလုပ်တွေကိုပို့ပြီးတော့အကျုံးဝင်ပါတယ်တစ်နှစ်ကိုဒေါ်လာ4သိန်းရတဲ့ရှိနေတယောက်ဒါမှမဟုတ်ဆရာဝန်တယောက်ဆိုရင်တော့ကိစ္စကနည်းနည်းကွဲပြားပါတယ်ဒီလိုအခြေအနေမျိုးမှာအလုပ်လုပ်တဲ့အချိန်နဲ့ဝင်ငွေချိတ်ဆက်ထားတာ ချမ်းသာကြွယ်ဝမှုတည်ဆောက်ဖို့အတွက်အစိုးဆုံးအရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်အနေနဲ့ဆိုရင်တင့်ရဲ့ဝင်ငွေပုံစံဟာတိုက်ရိုက်အချိန်နဲ့မချိတ်ဆက်ထားတဲ့အခန်းကဏ္ဍယာလူတစ်ခုခုကိုတင့်ရွေးချယ်ပြုလုပ်တင့်တယ်လို့ဆုံးဖြတ်မိပါတယ်။လူအဖွဲ့အစည်းအနေနဲ့စဉ်းစားမယ်ဆိုရင်တော့နည်းနည်းနောက်ပြန်ဆုတ်သွားသလိုပါပဲ။လူအဖွဲ့အစည်းအတွက်တကယ်တန်ဖိုးရှိတဲ့အလုပ်တွေဥပမာရဲတွေမိသက်သမားတွေစိတ်ဟာစရာတွေရဲ့ဝင်ငွေဟာအတိုင်းအတာတစ်ခုထိကန့်သက်ထားခံရပါတယ်။ ဒါပေမဲ့အင်ချမ်းမြေရောင်းဝယ်ဖောက်ကားရတဲ့သူတယောက်ဆိုရင် ရောင်းလိုက်တဲ့အယောင်တစ်ခုစီရဲ့ရာခိုင်နှုန်းကိုရရှိပါတယ်။ဘလောက်ပဲကြီးမားတဲ့ငွေကြေးပမာဏဖြစ်ဖြစ်သူတို့ဟာပိုပြီးအကျိုးကျေးဇူးရရှိကြပါတယ်။ဥပမာဒေါ်လာ၁၀သန်းတန်အိမ်တစ်လုံးကိုရောင်းလိုက်ပြီး2%ကော်မရှင်ရရဆိုရင်ဒါဘဝကိုပြောင်းလဲစေနိုင်တဲ့ငွေပမာဏပါပဲ။နောက်ထပ်ရှောင်ကျင်သင့်တဲ့အရာကတော့ဝင်ငွေရရှိတဲ့လမ်းကြောင်းတစ်ခုတည်းကိုသာအားကိုးနေရပါပဲ။တန်းကျော်သတိအများစုကဝင်ငွေရရှိတဲ့လမ်းကြောင်းအမျိုးမျိုးရှိကြပါတယ်။အရင်ဗီဒီယိုတစ်ခုမှာကျွန်တော်ပြောခဲ့ဘူးတယ်။ တန်းကျော်တည်း65ရာခိုင်နှုန်းဟာဝင်ငွေရရှိတဲ့လမ်းကြောင်းအနည်းဆုံး3ခုရှိကြတယ်လို့ဆိုပါတယ်။သူတို့ရဲ့အဓိကအလုပ်အပြင် ရင်းနှီးမြှုပ်နှံမှုကရတဲ့ဝင်ငွေဒါမှမဟုတ် divided ဝင်ငွေတွေလည်းရှိနေတတ်ကြပါတယ်။ချမ်းသာခြင်းကနေတင့်ကိုတားဆီးနေတဲ့နောက်ထပ်အမှားတစ်ခုကတော့ stuck in your comfort zone တင့်ရဲ့ဇိမ်ခံ area comfort zone တွေကနေကိုယ့်ကိုမတွန်းထုတ်နိုင်တာပါပဲ။လူတွေမချမ်းသာကြတဲ့အကြီးမားဆုံးအကြောင်းရင်းတွေတခုကတော့သူတို့ရဲ့ comfort zone ထဲမှာပဲနေထိုင်ပြီးတော့စွန့်စားမှုအားလုံးကိုရှောင်ရှားနေရပါပဲ။ လောင်းကစားကြီးတွေလိုမျိုးစွန်သားမှုမျိုးဟာတင့်ရဲ့ငွေကြေးအခြေအနေကိုပျက်စီးစေနိုင်ပေမဲ့တွက်ချက်ထားတဲ့စွန်သားမှုတွေကာကူလိုက်တဲ့ risk နဲ့ကျွမ်းကျင်မှုအသစ်တွေတင်ယူဖို့ဒါမှမဟုတ်လုပ်ငန်းအသစ်တွေစမ်းသပ်ဖို့ကိုယ့်ကိုတွန်းအားပေးတာတော့ချမ်းသာကြွယ်ဝမှုတည်ဆောက်ဖို့အတွက်လိုအပ်ပါတယ်။အချမ်းသာဆုံးလူတွေကလုံခြုံအောင်နေတာရက်တက်နေမှုကိုသာဖြစ်စေရဲဆိုတာကိုနားလည်ထားကြတယ်။သူတို့မှလှုပ်ဆောင်မှုဘက်ကိုစောင်းညွတ်တဲ့သဘော bias on action ရှိတတ်ကြပါတယ်။ဆိုလိုတာကသူတို့ကဥဆောင်လှုပ်ဆောင်ကြတယ် အကောင့်ထဲပေါ်ရတယ်။ပြီးမှသာမေးခွန်းထုတ်ကြတယ်။ဒီလိုလူတွေကကိုယ့်ကိုယ်ကိုယုံကြည်စွာနဲ့လောင်းကြီးထက်ကြတယ်။သူတို့လုံနေတဲ့အရာကိုဘလို့ပဲဖြစ်ဖြစ်အောင်မြင်အောင်လုပ်နိုင်မယ်လို့အပြည့်အဝယုံကြည်ကြတယ်။ကိုပိုင်ဥမာတစ်ခုအနေနဲ့ဆိုရင်ကျွန်တော်ကိုပိုင်လုပ်ငန်းစတင်ခြင်းတယ်လို့ဆုံးဖြတ်ချိန်မှာအရင်နီးပညာကုမ္ပဏီကအလုပ်မှာဆက်လက်အလုပ်လုပ်နေသေးပါပဲ။ဒါကြောင့်ကျွန်တော်လုပ်ခဲ့တာကအချိန်ပိုင်းအနေနဲ့ budget စရင် app တစ်ခုစတင်ဖို့ဒါမှမဟုတ် sponsor ရတဲ့ video game တစ်ခုဖန်တီးဖို့စမ်းသပ်ခဲ့ရပါပဲ။ ဒါပေမဲ့ကျွန်တော်အဲ့လိုလုပ်ပြီးတဲ့နောက်မှာတော့ကုမ္ပဏီကနေဝန်ထမ်းတယောက်အနေနဲ့အချိန်ပိုင်း app တွေလုပ်တာဟာသူတို့ရဲ့လုပ်ငန်းပုံစံနဲ့အကျိုးစီးပွားချင်းစတင်မှဖြစ်နေရကြောင်းတင့်တော်တဲ့အပြုတ်မှုမဟုတ်ဘူးလို့ကျွန်တော်ပြောကြားလာပါတယ်။ဒါကြောင့်စိတ်မကောင်းစရာပါပဲ။အဲ့ဒီအချိန်တော့အဲ့ app တွေကိုဆက်လုပ်ဖို့ကျွန်တော်ရဆိုင်းလိုက်ရပါတယ်။ဒါပေမဲ့ဒါကကျွန်တော်အတွက်ဇိမ်ခံ area comfort zone နဲ့ကနေထွက်ပြီး app တစ်ခုကိုစတင်မှုလုပ်ငန်းစဉ်တစ်ခုလုံးကိုဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံကောင်းတစ်ခုကိုကျွန်တော်ထင်မိပါတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်ကျွန်တော်အလုပ်ထွက်လိုက်တဲ့အခါမှာကျွန်တော်ကျွန်တော်ရဲ့ comfort zone ထဲကနေထွက်ပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကကိုယ့်ကိုယုံကြည်စွာနဲ့လောင်းရည်ထက်ချင်ခဲ့ပြီးအနည်းဆုံးတစ်နှစ်လောက်တော့ကိုယ်ပိုင်လုပ်ငန်းကိုစမ်းသပ်လုပ်ကိုင်နိုင်မှုငွေကြေးလုံလောက်စုဆောင်းထားခဲ့ပါတယ်။2019ခုနှစ်မှာကျွန်တော်ပိုစာရောင်းတဲ့လုပ်ငန်းတစ်ခုကိုစတင်ခဲ့ပါတယ်။အဲဒီလုပ်ငန်းကကျွန်တော်ကိုအလွန်ခက်ခဲတဲ့အရာတစ်ခုကိုလုပ်ခိုင်းပါတယ်။ဒါကတော့ တစ်မျိုးလုံးကပုံနှိပ်တိုက်တီစီကိုကိုယ်တိုင်သွားပြီးကျွန်တော်တို့နဲ့လက်တွဲလှုပ်ချင်ပါသလားလို့မေးမြန်းရတာပါပဲ။ဒါကကျွန်တော်ရဲ့ဇိမ်ခံ area ရဲ့အနေလုံးဝထွက်ခွာသွားစေတဲ့အရာပါ။ဒါမဲ့ကျွန်တော်မှခန်းဆောင်ရမယ်ပုံမူကြီးမားတဲ့ရီမန်းချက်တစ်ခုရှိရာကြောင့်ဒါကိုလုပ်ကိုလုပ်ရမယ်ဆိုတာကိုကျွန်တော်သိခဲ့ပါတယ်။ဒီရီမန်းချက်ကတော့ poster လုပ်ငန်းကိုတကယ်အလုပ်ဖြစ်အောင်လုပ်ပြီးတော့အခွင့်အလမ်းကိုအကျိုးရှိအသုံးချနိုင်မှုပါပဲ။ဒေသခံပုံနှိပ်တိုက်တစ်ခုနဲ့တစ်နှစ်လောက်လက်တွဲအလုပ်လုပ်ပြီးရင်တော့ ကျွန်တော်ကျွန်တော်ကိုကျွန်တော်ခက်မှန်တွန်းအားပေးပြီးတော့ Texas မှာရှိတဲ့ပုံနှိပ်ဝန်ဆောင်မှုပေးသူတို့ကိုရှာဖွေခဲ့ပါတယ်။ကျွန်တော်အဲ့ဒီကိုပြန်တန်းသွားပြီးသူတို့နဲ့ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ဒီပုံနှိပ်တိုက်နဲ့လက်တွဲလှုပ်ချင်းကနေကျွန်တော်ရရှိမဲ့စီးပွားရေးအရာအရွယ်အစားရခြွေတာနိုင်မှုတွေကြောင့်ဒါကကျွန်တော်လုပ်ငန်းအတွက်အလွန်ကောင်းမွန်တယ်ဆိုတာကိုကျွန်တော်သိခဲ့ပါတယ်။ကျွန်တော်ဒီလုပ်ငန်းကို၃နှစ်ကြာလုပ်ကင်ခဲ့ပြီးတော့အောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကျွန်တော်စတင်ချိန်တုန်းကရရှိခဲ့တဲ့စိတ်ကျေနပ်မှုမျိုးကိုထပ်မံမရရှိတော့ပါဘူး။ အဲ့ဒီအချိန်မှာပဲကျွန်တော်ကျွန်တော်ရဲ့ comfort zone ထဲကနေထပ်မံထွက်ခွာပြီး TikTok နဲ့ YouTube ပေါ်မှာကိုယ်ပိုင်ငွေကြီးဆိုင်ရာဗီဒီယိုတွေတင်ဖို့စတင်ခဲ့ပါတယ်။ကျွန်တော် YouTube ဗီဒီယိုတွေကိုအရင်ကတခါမှမဖန်တီးခဲ့ဘူးပါဘူး။ဒါကြောင့်အစပိုင်းမှာဒါစိန်ခေါ်မှုတရက်ဖြစ်ခဲ့ပြီးတော့ကြောက်ရွံ့စရာလည်းကောင်းခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဒါကိုကျွမ်းကျင်ပိုင်နိုင်နေပြီလို့ကျွန်တော်ထင်မိပါတယ်။တင့်ကိုယ်တင်နည်းနည်းထပ်ပြီးတော့တွန်းအားပေးလို့အမြဲတမ်းရနေပါတယ်။အထူးသဖြင့်ဘဝမှာစိတ်ကြေနပ်ပြီးရက်တက်နေမိရဲ့လို့ခံစားရင် ဒါကိုလုပ်ဖို့ကျွန်တော်တင့်အောင်အားပေးချင်ပါတယ်။ဘာလို့လဲဆိုတော့နောက်ဘက်မှာဘာရှိမယ်ဆိုတာကိုတင်ပေတော့မှမသိနိုင်တော့ပါပဲ။ဒီကြံဉဏ်တွေကအသုံးဝင်နေဆိုရင်ဒီနေ့ဒီလိုအကူအညီအကြံဉဏ်လိုအပ်နေမယ်မိတ်ဆွေတယောက်စီကိုမျှဝေပေးပါအောင်။အောက်မှာတင်ပါတင်ယူခဲ့ရတယ်ဆိုတာကိုရေးခဲ့ပေးပါ။ကျွန်တော် comment အောင်ဖတ်ပါတယ်။ကျေးဇူးပါဗျ။